မြောက်ကိုရီးယားကတာတိုပြစ်ဒုံကြီးတွေအုပ်စုလိုက်စမ်းသပ်ပစ်ခတ်နေတယ်ဆိုပါလေမြောက်ကိုရီးယားဟာတာတိုပြစ်ဒုံကြီးတချို့ကိုအစုလိုက်စမ်းသပ်ပစ်ခတ်ခဲ့ရရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောပါလေတာတိုပြစ်ပဲထင်းဒုံကြီးတွေလို့ယူဆရတဲ့အရာတွေမြန်နှုံးမြင့်ပြန်တန်းသွားတာကို ထောက်လန့်တွေ့ရှိခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ပူပတွဲစစ်စင်ရေးဦးစီးဌာနကပြောပါလေမြောက်ကိုရီးယားဝန်ဆန်းဒေသကနေပြစ်လိုက်တဲ့ဒုံကြီးတွေဟာမေရှင်းမနက်ပိုင်းကအရှိပင်လက်ပတ်ပြန်တန်းသွားတာကိုထောက်လွှဲရမိခဲ့ကြောင်းကိုရီးယားစစ်ဘက်ကထုတ်ပြန်ပါတယ် အရှိပင်လဲဆိုတာဟာဂျပန်ပင်လဲကိုရည်ညွှန်းတာဖြစ်ပါလေ။လုံငင်းတဲ့တစ်ပတ်ကလည်းမြောက်ကိုရီးယားဟာပြည်တွင်းဖြစ်ခင်မီဖြစ်သင်းမောအသင်းမှာတက်ဆင်တုံးမဲ့စစ်လက်နက်တွေကိုပင်လဲပြင်မှာလက်တွေ့ဆန်သက်ပစ်ခတ်ခဲ့ပါလေ။တန်9000ကိုလေ့ကျင့်ရှိတဲ့အဒီသင်းမောဟာရေတက်ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်လာမယ်လို့မြောက်ကိုရီးယားကကြွေးကြော်ထားပြီး2026ဇော်ပိုင်းလောက်မှာစီရေးတောင်းဝန်တွေစတင်ထမ်းဆောင်နိုင်မယ်လို့ပြောပါလေ။ဒါပေမဲ့စီရေးသူတွေတွေကတော့အဒီသင်းမောဟာပင်လဲပြင်မှာ လက်တွေ့ခုမုံနိုင်တဲ့အဆင့်မရှိဘူးလို့ယုံကြည်ထားပါတယ်။လေလာသူတွေကမြောက်ကိုရီးယားဟာအဲ့ဒီသင်္ဘောမှာတာတိုပြည့်နျူကလ িয়ার ဒုံးတွေတက်ဆင်လာနိုင်မလားမေးခွန်းထုတ်ပေမဲ့လက်ရှိအနေထားရတော့မြောက်ကိုရီးယားဟာနျူကလ িয়ার ထိပ်ဖို့တွေကိုသင်္ဘောမှာတက်ဆင်နိုင်လောက်တဲ့အထိသေးငယ်အောင်တည်ဆောက်နိုင်တဲ့နည်းပညာပိုင်ဆိုင်ကြောင့်ထောက်ထားမတွေ့ရသေးပါဘူး။ နောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်နဲ့ဒုံးကျည်တည်ဆောင်မှုတွေကြောင့်ကုလသမဂ္ဂဆီကတင်းကျပ်တဲ့ရေယူပိတ်ဆို့မှုတွေကြုံတွေ့နေသည့်တိုင်အောင်လက်နက်စံသပ်မှုကိုအရှိမပြတ်လုပ်နေပါလေ။နောက်ဆုံးနှုတ်ဆောင်တဲ့တာတိုပြစ်ဒုံးကျည်တွေစံသပ်ပစ်ခမှုမှာဂျပန်လူကြိုရေးနဲ့ရေပိုင်နက်ကို ထိပါအနောက်ရှက်ဖြစ်စေခဲ့တာမျိုးတော့မရှိဘူးလို့ဂျပန်ကာကွယ်ရေးဌာနကပြောပါလေ။မြောက်ကိုရီးယားမလာတော့ကလည်းတောင်ကိုရီးယားနဲ့အမေရိကန်ပူးပေါင်းစီရေလေ့ကျင့်မှုစတင်နေနေမှာပဲဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်မှုတယ်လို့သိရပါတယ်။မြောက်ကိုရီးယားဘက်ကအဲ့ဒီလိုဒုံးကျည်ပစ်ခတ်မှုနဲ့ပတ်သက်ပြီးဂျပန်ဘက်ကပြင်းပြင်းထန်ထန်ရှုတ်ချနေတယ်လို့သိရပါတယ်။မြောက်ကိုရီးယားကအရှေ့ဘက်ကဝန်ထမ်းကလည်းအရှေ့မြောက်ဘက်ကို UDP ပယ်ထိန်တုံးကြီးအများအပြား UDP လုပ်ခဲ့ပါတယ်။ဒါကြောင့်ဒီချက်လက်တွေကိုစစ်ဆေးနေပါတယ်လို့ဂျပန်ဘက်ကဆိုပါတယ်။အဲ့ဒီဒုံးကြီးဟာဂျပန်နိုင်ငံရဲ့တိသက်စီးပွားရေးဆောင်အပြင်ဘက်ကိုရီးယားကျောင်းဆိုင်ရဲ့အရှေ့ဘက်ဂျပန်ပေးလက်မှာ ျရောက်ခဲ့ပြီးတော့အဲ့ဒီတုန်းကြီးဟာပုံမှန်မဟုတ်တဲ့လမ်းကြောင်းပေါ်ပြန်တန်းသွားတာဖြစ်နိုင်ပြီးဒါကိုတော့ဆန်းစစ်နေစေဖြစ်ပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့ဒေသတွေငြိမ်းချမ်းရေးနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကိုချိန်ချောက်နေတာလို့ဂျပန်အစိုးရအဖွဲ့အစည်းမှကပြောပါတယ်။မြောက်ကိုရီးယားလောက်ရောက်ကိုကန့်ကွက်တဲ့အနေနဲ့ဂျပန်နိုင်ငံဟာဘေကျင်းမှာရှိတဲ့တန်ယုံကတစ်ဆင့်အဲ့ဒီပြစ်လုံးကို အပြင်းထန်ရှုတ်ချပါတယ်လို့ပြောသွားပါတယ်။